ဘာဘာမရောက်နိုင်ရှင် ကျမအဘကိုတောင်းဆိုစရာရှိပါတယ်ကျမတို့စစ်သားတွေကျမရေးတွေရမကအသက်ကြီးတဲ့လူတွေလည်းရှိသလိုကျမရေးမကောင်းမဲနဲ့အသက်ကြီးနေတဲ့လူတွေလည်းရှိပါတယ်အဘရှင်ထွက်ချင်တဲ့လူလေးတွေကိုထွက်ခွင့်ပေးပေးပါလို့ကျမမေတ္တာရက်ခံပါတယ်ရှင်ကျမမျိုးသားဆိုလည်းဆေးစင်ကျမကြီးမကောင်းပါဘူးရှင်အဲကြောင့်ကျမတို့လည်းထွက်ချင်ပါတယ်ရှင်ကျန်တဲ့လူတွေဆိုရင်လည်းအသက်တရာကြီး ခေါင်းလေးတွေရမ်း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 ခါလေးတွေကိုင်း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 နဲ့တွားနေကြတဲ့လူတွေရှိပါတယ်အဖရှင်မသေးခင်မကွယ်ခင် မပြောက်ခင်လေးကိုမိသားစုလေးတွေနဲ့အရက်လောကလေးမှာပျော်ရွှင်စွာနေထိုင်လုပ်ကိုင်စားကြင်ပါတယ်ရှင်အဲ့ဒါလေးကိုနားလဲခွင့်ပြုပေးစေခြင်းပါတယ်ရှင်ကျမတောင်းဆိုတယ်ဆိုတာ ကိုနိုင်ငံတော်မချစ်လို့မဟုတ်ပါဘူးကိုတက်မတော်ကြီးကိုချစ်ပါတယ်လေးသားမျက်နှိုးပါတယ်ရှင်ကျမတောင်းဆိုတာဟာမသေးခင်လေးမှာအရက်လောကလေးမှာကိုမိသားစုလေးတွေပျော့ပျော့ရွှင်ရွှင်လွတ်လွတ်လပ်လပ်ကိုအိုးကိုအိမ်လေးနဲ့နေကျင်ကြတဲ့လူတွေအများကြီးရှိတဲ့အတွက်ကြောင့်ကျမကိုနှိုက်ပါအဲ့ဒီလိုနေကျင်လို့တောင်းဆိုရခြင်းဖြစ်ပါတယ်အဖရှင်အဲ့ဒီအတွက်ကြောင့်အတက်ကကြီး တချို့ကကြတော့ကျမ်းမာရေးကြောင့်ပေါ့အဖရေကျမ်းမာရေးကြောင့်ပိန်ချုံနေတိတ်မသွားနိုင်တော့ဘူးတိတ်မလာနိုင်တော့ဘူးအဲ့လိုလူတွေရှိပါတယ်ရှင်အဲ့ဒီအတွက်ကြောင့်ဒီအသက်ကြီးနေတဲ့စစ်တီတွေကျမ်းမာရေးမကောင်းတဲ့စစ်တီတွေဘက်ကိုတစ်ချက်လောက်လှည့်ကြည့်ပေးပါလို့ဘာလို့ကျမမြစ်တာရက်ခဏပါရှင်ကျမရှာရှည်တာအားထောင်တယ်လို့မထင်မဲနဲ့ သူတို့ရဲ့ရင်ထဲကခံစားချက်ကလေးတွေတောင်းဆိုတာပါလားဆိုပြီးနားလဲပေးပါလို့ကျမမေတ္တာရက်ခံတောင်းဆိုပါတယ်အဖရာအဲ့လိုအကူအညီပေးမယ်ဆိုလို့ရှိရင်အတက်ကြီးနေတဲ့လူတွေရဲ့ကျမ်းမာရေးမကောင်းတဲ့ယောဂါတွေရဲ့အင်္ဂါမစုံတော့တဲ့စစ်တီတွေရဲ့အတိုင်းနဲ့အလွန်ပျော်မွေ့နေကြမှာပါဖာရှင်အဖကိုလည်းကျေးဇူးတင်လို့မဆုံးနိုင်ပါဘူးဖာရှင်အဲ့ဒီအတွက်ကြောင့်ဒီအတက်ကြီးတဲ့လူတွေ ယောဂတွေအင်္ဂါမစုံတော့တဲ့သူတွေကိုအပြင်မှာလောက်ကိုင်းစားခွင့်လေးပြုပေးပါမိသားစုလေးတွေမတည်ခင်မကွယ်ခင်မပြောက်ခင်လေးမှာပျော်ရွှင်စွာနဲ့တစ်နှစ်ဖြစ်ဖြစ်နှစ်နှစ်ဖြစ်ဖြစ်ညီလိုက်ရပြီဆိုရင်တော့ဒီမိသားစုလေးတွေရမ်းပျော်မှာပါပါရှင်အဲ့ဒီအတွက်ကြောင့်အဖာမင်းအောင်နိုင်ဒီမှာမြစ်တာရက်ခံတာပါဒီမှာရှာရှည်တာမဟုတ်ပါဘူးအဲ့ဒါလေးတစ်ချက်လောက်ကူညီပေးပါလို့ ကျွန်မတောင်းဆိုမေတ္တာရက်ခံပါတယ်။ကျွန်မပြောဆိုသည့်စကားသည်မှားတယ်ဆိုရင်လည်းခွင့်လို့တီးခံနားလည်ပေးပါလို့